ရှမ်းပြည်နယ်မြောက်ပိုင်းကလိုင်းရှုံမြို့ကိုနာဆာကမှကိုကန့်တပ်ဖွဲ့ MNDAA ထံမှပြန်လည်လွှဲပြောင်းရယူခဲ့ပြီးနောက်ဌာနဆိုင်ရာဝန်ထမ်းတွေအားပြန်လည်ဆင့်ခေါ်ရမှာဘူဝါဒချပြီးမှသာလျှင်ခေါ်တင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဥထအောင်ကျော်ကပြောပါရယ်လိုင်းရှုံမြို့နယ်အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာမခကို LNDAA က2024ခုနှစ်အောက်တိုဘာလကတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက်တရုတ်ရဲ့ဖိအားပေးချောင်းဝင်စစ်ဆင်ညှိနှိုင်းမှုကြောင့်နာဆာကနဲ့မြန်မာတပ်မတော်ထံ2025ခုနှစ် AB 21ရက် င်မှာပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲ့ဒီနောက် NASA ကဟာအရက်ဘက်ဝင်နှန်းတွေကိုမိုးလာအတိုင်းပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက်လက်ရှုမျိုးကိုစင့်ခေါ်နေရမှာမူဝါဒတစ်ခုချမှတ်ပြီးမှသာပြန်ခေါ်သင့်ကြောင်းမြို့သားဒီမိုကရေစီအင်အားစုပါတီ NDM မှဒီယိုကရဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။အခုမှာတကယ်ကိုကစန့်ကလေးအားဖြစ်နေကြတဲ့အချိန်ဖြစ်တာတစ်ခုပေါ့။ 我想咩嘛？嗰种咩啊，电影啊，阿打工者啊，嗰啲都，打工乜嘢咧？做到先嘅，做做做春嘅，譬如话做咩啊？梦想民族嗰方面节目，上面系做嗰种可能就好睇下啦，即系睇到以前嘛，养老啊，做嘢睇到 VMS 啊，甚至做嗰种细细嘢啊，开开开开，上面又做嘢，年卡先嘅，即系几个咁咯，所以阿年嘅啊，嗱，但系呢啲冇搞，冇，只系讲个烂数个，拿数啲人老板人都先唔做啲烂名，好顶住个街，我哋系真。 ပါအောင်စစ်တဲ့စီကြားလို့ရှိရင်ဟုတ်ဝင်တဲ့အနေသက်ဖို့သူပြန်စဉ်းစားထားပြီးတော့ဝင်တဲ့အနေအတွက်ပြန်လာဖို့တန်းစီကိုဘယ်လိုဘယ်လိုစီစဉ်ပေးမလဲပြည်စီနေဖြစ်နေတဲ့အပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ဆက်နာရီကိုကိုဆက်ခါရဝင်ခဏရီကဘယ်လိုကူညီနိုင်တယ်လဲဆိုတော့နည်းနည်းချုပ်ပြီးတော့ပေါ့အလုံးစုံတော့ပြရမယ်တော့မဟုတ်ပါဘူးဒါခုံတော့လည်းခက်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 ပဲဖြစ်နေတယ်ဆိုတော့ပေါ့ပေါ့ဒီလိုချိန်မျိုးမှာတော့ခက်ခက်အားပြောတဲ့စာဝင်ညီမှုလေးတစ်ခုလောက်ပါရင်ကိုကောင်းတယ်ပေါ့ ဝန်ထမ်းတွေကြီးငယ်မဟုတ်တော့လေအကုန်လုံးပြန်လာတဲ့အခါကျတော့ရှင်ဘယ်လိုသုံးသပ်မျိုးဆိုရအနေနဲ့သက်သမ်းပြီးတာဝန်ယူမယ်ဆိုတဲ့ဟာမျိုး policy တစ်ခုချမှတ်ပြီးမှဝန်ထမ်းတွေတက်မှာတယ်ဆက်ခဲမှုရှိတာပေါ့အဲ့ဒါတော့မဖြစ်နိုင်ဘူးဘယ်လိုသုံးသပ်မျိုးနဲ့ဆိုရကတာဝန်ယူပြီးတော့မှပြင်ညာပြီးခေါ်တာမျိုးဆိုရင်ပေါ့ပါတယ်အကျန်ဖြစ်နေတာပါ နာဆာကဟာလာရှိုမြို့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းတွေအနက်အရာရှိကြီးတွေဟာမေလ9ရက်နောက်ဆုံးထားပြန်လာဖို့စင်ခေါ်ထားသလိုအလဲအလက်အရာရှိတွေနဲ့အငွေတန်းအရာရှိတွေကိုတော့မေလ15ရက်နေ့နောက်ဆုံးထားပြီးပြန်လာဖို့စင်ခေါ်ထားကြောင်းသိရပါဗျာ။ဌာနဆိုင်ရာအကြီးအကဲတွေကလာရှိုမြို့ကိုပြန်လာဖို့စင်ခေါ်ရမှာမိမိအစီအစဉ်နဲ့သာပြန်လာဖို့ခေါ်နေကြကြောင်းအဆင်မပြေကြောင်းဝန်ထမ်းတွေအတွက်နေစရာအိမ်တွေလည်းအဆင်သင့်မဖြစ်သေးကြောင်း အဲ့ဒါကြောင့် live show တို့ပြန်လည်သွားရောက်ပြီးတာဝန်ထမ်းဆောင်ဖို့အခက်အခဲဖြစ်နေကြောင်းပညာရေးဝန်ထမ်းတဦးက CNN သတင်းဌာနကိုပြောပါရယ်အဆောင်ကတော့ဆက်နာရီရက်မရောက်လို့ရှိရင်ကိုတာဝန်ကိုယူပေါ့အဲ့လိုမျိုးပြောခဲ့ရပေါ့အခုကျတော့လည်းဘာမှတော့ပြန်မပြောလာတော့အဲ့ live show ရောက်ပြီးသားလူတွေမေးရတော့သူကတော့ဓမြတိုက်တဲ့လူတွေလည်းအများများတယ်ပေါ့နော်ဓမြတိုက်တာဒီလိုလူရက်တာတွေပုံများလာပေါ့ line တို့ line ကားတွေပါသွားရင်ကားတော်ကလူရယ်ပေါ့ကားနဲ့သွားရင်လည်းမလုံးချုံဘူးဖြစ်နေပါပေါ့နော် cycle ဆိုရင်တော့ပြောမနေနဲ့အဲ့လိုထက်လူပြီးမှဟိုလူသွားတာတွေများတယ်တဲ့အဲ့ဒါတွေလေ ဲဘာမှမလုပ်ပြနိုင်ဘူးပေါ့အဲ့လိုတော့ပြောတာပဲဝန်ထမ်းတွေကိုပြန်ခေါ်မယ်ဆိုရင်တောင်းနေတဲ့ဝန်ထမ်းစီးရင်ပေါ့နော်ဒီကျောင်းစီရဲ့ဝန်ထမ်းတွေကိုဟိုသူကတောင်းဝန်ခံတာမှမဟုတ်ရင်ကျောင်းအုပ်ချုပ်မှာပဲလေအဲ့ဆိုရင်သူတို့ရှိရနေမှာကျောင်းနေမှာဘယ်နည်းရောက်ကပြန်လာနိုင်မလဲဘယ်နည်းရောက်ကအခက်ခဲရှိမလဲအဲ့လိုလေးစီးရင်လေးအရင်တောင်းပြီးမှပြန်မလာနိုင်နဲ့ဆရာဆရာမတွေကိုလည်းဒီမှာပဲသူတို့သူတို့ရောက်ရှိနေတဲ့နေရာမှာပဲဆက်လက်ပြီးတောင်းဝန်ထမ်းစောင့်နိုင်အောင်ပေါ့ကိုယ်တိုင်တော့ပို့အရှင်ပြီးမှာပေါ့အဲအမကတော့လေစာထုတ်ပြီးမခေါ်ထားတဲ့အတွက်ကြောင့်တရားမဝင်ဘူးသူတို့ကိုအခုချိန်ထိမပြန်မ ပြန်နေရပါတော့။ဆာဆုပ်ပြီးမှတော့ခေါ်တင်တယ်ပေါ့နော်။လာရှုမျိုးဟာတရုတ်မြန်မာကုန်သွယ်ရေးလမ်းပေါ်မှာတည်ရှိပြီးစီးပွားရေးနဲ့စီးရေးအရာအလွန်အရေးပါတဲ့မြို့ဖြစ်ပါတယ်။လက်ရှိမှာ NASA ကဟာလာရှုမျိုးအား LNDAA ထံမှပြန်လည်လွှတ်ပြောင်းရယူပြီးနောက်အစိုးရလုပ်ငန်းတွေနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေလည်းပြန်နိုင်ရေးပြင်ဆင်လျက်ရှိသလိုမူလတာဝန်ထမ်းဆောင်ခဲ့တဲ့အရက်ဖက်ဝန်ထမ်းတွေကိုလည်းဆင့်ခေါ်လျက်ရှိနေပါတယ်။ဒါပေမဲ့လာရှုမျိုးဟာစစ်ပွဲကြောင့်ပျက်စီးမှုတွေခံထားရသလိုခိုးဆိုးလူရမှုတွေဖြစ်ပေါ်နေခြင်း ဝန်ထမ်းအင်အားတွေပြန်လည်တိဆောက်ဖို့လိုအပ်နေခြင်းအစိုးရရုံးတွေပြန်လည်ပြုပြင်ထိန်းသိမ်းဖို့လိုအပ်နေခြင်းလာရှုမြို့ကိုလာရောက်ဖို့လမ်းပိုင်းဆိုင်ရာလုံခြုံမှုအားနည်းနေခြင်းစတဲ့အခြေအနေတွေကြောင့်အရက်ဘက်ဝန်ထမ်းတွေဟာလာရှုမြို့ကိုပြန်လာပြီးတာဝန်ထမ်းဆောင်ဖို့ဝင်လေးနေကြပါတယ်